်ကြောက်ကက်ကလေးစစ်ဆေးမယ်မိင်္ဂလာပါရှင်အရှိပိုင်းမှာတော့ဂျိုးရဲ့စက်ယုံအလုံယုံကြီးဖြစ်တဲ့ကြောက်ကက်ကလေးနှစ်ခုရဲ့အရေးတကြီးလုပ်ငန်းဆောင်တာတော့တည်ခဲ့ပြီးပါပြီသူတို့လေးတွေနေကောင်းချက်မှာဖို့ဂျိုးတွေလှုပ်ပေးလို့ရတဲ့အချက်များကို ကျမ်းမာတုတအနေနဲ့ဒီပိုင်းမှာဆက်လို့ပြောကြရအောင်ပါကြောက်ကက်ကလေးတို့အတွက် စစ်ဆေးလို့ရတဲ့ test ဘယ်လိုရှိမလဲတင်ဆက်ပေးသွားပါမယ်။ ဘာလို့ kidney function test ဆိုရဲကြောက်ကက်စစ်ဆေးခြင်းလုပ်ပေးတင်တာလဲတို့ရဲ့ကြောက်ကက်နှစ်ခုကတိတ်တဆိတ်နေပေမဲ့လို့စကားမပြောပဲအလုပ်တစ်ခုရဲအာသွန်ခွန်ဆိုင်လုပ်သူပါကိုရဲကအစိတ်တောက်ဖဲပစ်ပြီးအဝင်အထွက်မျှတနေကို တို့ကိုကျဉ်ကျက်မမှဖြစ်နေစီကိုစက္ကန့်တစ်ချက်မနာလဲပတ်ပေးနေရပါတယ်ဒီလိုအလုံများလွန်းတာမို့တစ်ခါတစ်ခါသူကပင်မနေပေမဲ့လေတို့ကမသိတာမျိုးဖြစ်နေနိုင်တယ်နော် စကားအတန်မထွက်ပဲအတန်တိတ်အလုံးလုံးသူလည်းဖြစ်လို့တော့ကြောက်ကက်ကလေးတို့ပင်ပန်းနှွမ်းနေနေပါပြီဆိုတာကိုတိတိတတ်တာလက္ခဏာမပြလို့တတိမမူမီတတ်တာမျိုးရှိတတ်ပါတယ်တခါတခါဆိုစိတ်ခံတတ်တဲ့ကြောက်ကြက်ကလေးကြောင့်အရန်နေထိုင်မကောင်းဖြစ်မှသာတိလာတာမျိုးကြုံရနိုင်ပါတယ်။ဒီလိုကြီးကြီးမားမားအခြေအနေကြုံရမှဆိုရင်နေနေနေမကောင်းဖြစ်လို့ကုသရတာအနည်းမတူဘူးလေနော်။ ဆိုတော့အလုတ်သိမ့်များပြီးတိတ်တိတ်ကလေးကျိတ်နေတတ်တဲ့သူ့ကိုကြိုကြိုတင်တင်ကာကွယ်တာဖြစ်နေဖို့ကို့အနေနဲ့ကူပေးရပါမယ်ဝမ်းသာစရာကောင်းတာကတို့ရရဲ့ကြောက်ကက်လုပ်ငန်းဆောင်တာတို့ကောင်းကောင်းလေပတ်ရည်လားဆိုတာထောက်မိနေဖို့ ਨੇ ကြောက်ကက်ကလေးတို့ကိုနေကောင်းအားရှိနေဖို့ကိုကလုံပေးလို့ရတဲ့နည်းလမ်းတွေရှိပါတယ်တဲ့ ဒါကတော့ကြောက်ကက်ကလေးကိုသူရဲ့အလုတ်ကင်တွေချွေရင်းချက်ရှိမရှိလုတ်တာကင်ကအဆင်ပြေသလားမပြေဘူးလားဆိုတာကိုက supervise လုပ်ပေးရမှာဖြစ်လေတော့ပုံမှန်ကြောက်ကက်စစ်ဆေးရဲ့ regular kidney function test ဟာမရှိမဖြစ်မလုံမဖြစ်ကိစ္စလို့ပဲဆိုရပါတော့မယ်။ကြောက်ကက်ကလေးစစ်ဆေးခြင်း2မျိုး ကျိုးရဲ့ကြောက်ကက်ကလေးနှစ်ခုအတွက် စစ်ဆေးလို့ရတာကိုသိရဖို့ဆိုရင်သွေးရနေစစ်ဆေးလို့ရတာရှိမယ်။စီးကနေစစ်ဆေးလို့ရတာရှိမယ်။ဒီလိုနှစ်မျိုးရှိပါမယ်။ကြောက်ကက်ကလေးရောနေကောင်းမှု blood test သွေးကနေစစ်ဆေးမယ်။သွေးဖောက်စစ်ဖို့အတွက်ကျိုးရဲ့လက်ပြန်သွေးပြန်ကြောကယူလိုက်တဲ့သွေးနဲ့စစ်ဆေးရရဲဆိုတာတော့အားလုံးတည်တည်သားတိုင်းပါပဲနော်။ ဆိုရင်ဒီလိုပေးလိုက်ရတဲ့သူတွေကိုကြောက်ကက်ကလေးအကြောင်းအစုံတိဖို့ရဲ့လုပ်ပေးရတဲ့ test နံပါတ်တို့ရှိလာပါပြီ။ဒါတွေကိုနံပါတ်1 serum creatinine test နံပါတ်2 glomerular filtration test လို့ခေါ်တဲ့ eGFR နံပါတ်3 blood urea nitrogen BUN test စသဖြင့်ခေါ်ပါမယ်เนาะဒီ test တွေဘာလို့စစ်ဆေးရတယ်လဲအကျန်းမြင်ဆက်ပြောကြအောင်ဆို နံပါတ်1 serum creatinine test ဒီ test ကိုဆက်ရရဲဆိုတာကဘယ်လိုမျိုးလဲပေါ့ဒါကိုပြောဖို့ creatinine ဘယ်ကနေထွက်လာတယ်လဲအရင်သိထားရအောင်ပါကိုခန္ဓာအနှံ့ကတို့ရဲ့ muscle ကြွက်သားတွေလှုပ်လှုပ်ရှားရှားအလုံးလုံးပြည့်ရဲ့အခါတိုင်းမှာ အပိုအနေနဲ့ထွက်လာရတဲ့မလိုတော့တဲ့ death waste product ပေါ့နော်ဒီ muscle waste product အဖြစ် ကိုယ်ထဲမှာအသုံးမလိုတော့ဘဲအပိုထွက်နေပါတယ်ဆိုတဲ့ဓာတ်က creatinine ပါတဲ့ နောက်တစ်ခုကဒိုအစားလိုက်တဲ့အသားဓာတ်တွေကိုဖိုက်ထဲမှာအစာချေပြီးရင်ထက်သုံးဖို့မလိုတော့တဲ့ဓာတ်ထွက်လာပါတယ်။ဒါကလည်း creatine နဲ့ဓာတ်ပေါ့နော်။ဒါဖြစ်ရင်အလုတ်တကာတို့အလုတ်ပေးရဆုံးတို့ရဲ့ကြောက်ွက်ပြီးရသူ့ရဲ့ထုံးစံအတိုင်းဒီမလိုပဲပုံနေပြီးဖြစ်တဲ့ creatine ဓာတ်ကိုစွန့်ပစ်ပေးပါမယ်။သွေးထဲမှာလှည့်ပတ်ရောက်လာတဲ့ creatine ဓာတ်ကိုကိုယ်ရေကနေစစ်ထုတ်လိုက်မယ်ဆိုတော့အပြင်ကိုစီးသွားလို့ထွက်စေရပါတယ်။ဒါက creatine နဲ့ တို့ရဲ့ကြောက်ကြက်ကလေးကိုဆက်နွယ်ပုံအကြောင်းဆိုပါတော့ ။ဒါဖြင့်တို့ရဲ့ကြောက်ကက်ကလေးတို့ filter လုံနိုင်မှသာမလိုတဲ့ဓာတ်အပြင်ကိုရောက်မှာ။ဒီတော့သွေးထဲမှာ creatinine ဓာတ်လှည့်ပတ်သွားလာတာညာနေမလား၊နည်းနေသလား။စတာကိုတိုင်းတာသိရှိပြီဆိုရင်ကြောက်ကက်တို့ဟာသူတို့ရဲ့လုံဆောင်ချက်ကိုကောင်းကောင်းလုံနိုင်ပြီသလားလို့ထောက်မိသိနိုင်တယ်။ဒီသဘောပေါ့နော်။အကယ်၍များတို့ရဲ့သွေးကိုစစ်ဆေးကြည့်ပြီးတော့ creatinine များသောညွန်ပြနေပြီဆိုရင်ကြောက်ကက်ကလေးဟာ ိတ်နေမကောင်းဘူးအလုံးလုံးနိုင်စမ်းကြနေတယ်ဒီလိုဆိုလိုတာပေါ့ဒီ creatinine test တမျိုးတည်းနဲ့ကြောက်ကက်ယောဂအခြေအနေသတ်မှတ်ပါတယ်လို့ဆိုလိုတာမဟုတ်ကြောင်းတော့တတိချက်ရမှာပေါ့နော်။ဒါကစိတ်ပူစရာတော့မရှိပါဘူး။ကိုယ့်ရဲ့စစ်ဆေးလိုက်တဲ့စစ်စစ်ချက်အဖြစ်ကိုကျန်းမာရေးပညာရှင်ကပြောပြပေးမှဖြစ်လို့ဒီလိုလေးသိထားပြီဆိုရင်လည်းကိုယ်သိချင်တဲ့အကြောင်းအရာကဘာကြောင့်ဘယ်လိုဆိုတာကိုအကျိုးအကြောင်းပြန်လည်မေးမြန်းလို့ရပြီဖြစ်ပါတယ်။ နံပါတ်2အချက်မှာတော့ဒီ creatinine စစ်စစ်ချက်ပေါ်အခြေတည်ပြီးနောက်ထပ်ကြောက်ကက်ကလေးရဲ့စစ်ထုတ်နိုင်မှုအားကိုစစ်ဆေးခြင်းနာမည်ကိုပြောကြရအောင်ပါ။သူက glomerular filtration test EGFR ပါတဲ့။တို့ရဲ့အခန်းထဲမှာပစ္စည်းတွေအမိုက်တွေပြရတော့မှာမပစ်ပဲကြကြထားတဲ့အခါမှာအခန်းထဲစက်ကက်ပြည့်နေနေရမှုလေဝင်လေထွက်မကောင်းနေရထိုင်ရခြင်းချက်တို့စိတ်ရှုပ်ရတယ်နော် ချီလို့ပဲကျွေးကိုရဲမှာမလိုပဲပိုရှင်နေတဲ့ဓာတ်သတ္တိတို့များလာရင် ကိုရဲမှာအမျိုးမျိုးသောအန်နီယယ်တွေပြီးနိုင်တာအောင်နော်ဒီလိုမှဖြစ်ဖို့ကစ်ဒနီဖစ်တာလုပ်ပြရတယ်ပေါ့ဆိုတော့တနေ့တာမှာတို့ရဲ့ကြောက်ကက်ကလေးပုံမှန်စွန့်ထုတ်မှုလုံးနေရလားလို့ check ကနေသိဖို့ glomerular filtration test eGFR ဟာကိုစွန့်ထုတ်အားကောင်းရလားဆိုတာဒီစစ်စစ်ချက်ကနေသိနိုင်မှာဖြစ်ပါတယ်။၃အချက်မှာတော့ လက်ယူရီးယားနိုက်ထရိုဂျင်အတိုကောက်အနေနဲ့ BUN လို့ခေါ်တဲ့ test အကြောင်းဆက်ပြောကြပါမယ်။ယူရီးယားနိုက်ထရိုဂျင်ဆိုတာဘာလဲ။ဆိုရင်တို့ရဲ့ကိုယ်ထဲကစွန့်ပစ်ဖို့လိုတဲ့ဓာတ်သဘာဝတစ်ခုဆိုပါတော့ဒီယူရီးယားနိုက်ထရိုဂျင်ဘယ်ကစတဲ့လေကြည့်ကြမယ်ဆိုရင်တို့တွေအသားစားလိုက်တဲ့အခါဒီအသားဓာတ်ကိုအစာအိမ်ထဲမှာခြေဖြတ်ပြီးလိုက်တယ်နော်လိုရာကိုစုပ်ယူလိုက်တယ်ပြီးရင် ဒီလိုရာတွေယူပြီးတဲ့အထဲကအပိုအဖြစ်နဲ့ထွက်လာတဲ့ဓာတ်ကိုယူရီယာနိုက်ထရိုဂျင်ပါတယ်နော်ပိုနေတယ်ပေါ့သူကသွေးလည်ပတ်စီးဆင်းရလမ်းကြောင်းတွေမှာပုံမှန်အနေနဲ့ဆို ပမာဏနည်းနည်းတော့ရှိပြလာပါတယ်။ဆိုရင်ဒီဓာတ်ကို ကိုရဲကသွေးလည်ပတ်စီးဆင်းရနေရာမှာကြကြညံ့များမထားဘဲနဲ့ဖယ်ရပါပြီ။ဖယ်ပစ်ပေးတဲ့လုပ်ငန်းကိုလုပ်ပေးတဲ့သူ့ရဲ့စက်ယုံကြီးမစ္စတာကစ်နီရဲ့အခန်းကဏ္ဍကဒီမှာစလာပြီပေါ့နော်။ လိုသလောက်ပဲထားပြီးပိုလာတဲ့ယူရီးယားနိုက်ထရိုဂျင်ဟာကြောက်ကတ်တို့စီဖြတ်တန်းဝင်ရောက်စေရတယ်။ကြောက်ကတ်ကဖီလ်တာစစ်ထုတ်လိုက်တယ်။ဒီတော့စီးဆိုးရာကနေအတူတူကိုယ်ခန္ဓာအပြင်ကိုထွက်စေရပေါ့။ ။ဒါဖြင့်ယူရီးယားနိုက်ထရိုဂျင်အကြောင်းနည်းနည်းကြံမိသွားပြီ။ဒီတော့ကြောက်ကက်ကလေးတို့စစ်ထုတ်မှုအားကောင်းမကောင်းဆိုတာဒီတို့ရဲ့အတွေ့အမှာယူရီးယားနိုက်ထရိုဂျင်အများကြီးရှိနေတာကိုတိုင်းတာမိပါပြီတဲ့။ဒီလိုဆိုခဲ့ရင် မစ္စတာကီမီကြောက်ကက်ကလေးအားနည်းနေတယ်လို့သတ်မှတ်နိုင်တာပေါ့။ ။တွေးရဲကတိုင်းတာတဲ့ယူရီယာနိုက်ထရိုဂျင်ဟာသူ့ရဲ့ရှိသင့်တဲ့ပမာဏအတိုင်းသာရှိနေမယ်ဆိုရင်ကြောက်ကက်ကလေးတို့အလုံးလုံးတဲ့နေထိုင်ကောင်းတယ်ပေါ့။ဒီလိုမျိုးသိနိုင်တဲ့ test မျိုးဖြစ်ပါတယ်။သွေးကိုယူလို့စစ်ဆေးပြီးတဲ့နောက်မှာဆေးကိုယူပြီးစစ်လို့ရတဲ့ test မှာဆိုရင်နံပါတ်1 urine analysis နဲ့နံပါတ်2 albumin creatinine ratio လို့ခေါ်တဲ့ဆေးစစ်ချက်နှစ်ခုရှိပါမယ်။ urine analysis စစ်ဆေးတာက တို့ရဲ့စီးရဲမှာပုံမှန်အခြေအနေတွေရှိနေသလားဒါမှမဟုတ်ရှိနေဖို့မလိုတဲ့အသားချက်ပါနေတာမျိုးသွေးပါနေတာမျိုးယောဂပိုးတစ်ခုခုရှိနေတာမျိုးပေါ့နော်ဒါတွေကိုစစ်ဆေးတိုင်းတာတာဖြစ်ပါတယ် albumin creatinine ratio စစ်ကြည့်တာကတော့တို့ရဲ့ကြောက်ကက်ကလေးမှာထိခိုက်ပျက်စီးရတွေရှိခဲ့ရဆိုရင်ခက်စောစောသိနိုင်မှုအတွက်တိုင်းတာထောင်းရတဲ့ test ဖြစ်ပါတယ် ဆိုရင်တို့ရဲ့ကြောက်ကက်ကလေးနှစ်ခုအတွက်ဒီပြောခဲ့တဲ့စစ်စစ်ချက်တို့ကအပြန်အလှန်ဆက်သွယ်အမိပြုတယ်လို့နည်းနည်းရှင်းမိလာပါပြီနော်။ တို့ရဲ့ကိုရဲကအကြီးစားဆက်ယုံအလုံယုံနှစ်ခုဖြစ်တဲ့ကြောက်ကက်နှစ်ခုကိုသူတို့အလုံးလုံးရာတစ်ခုချင်းတစ်ခုချင်းမှာချုံချုံမွေ့မွေ့ဖြစ်မဖြစ်ဒီလိုစစ်စစ်ချက် test ကနေတစဉ်သိရဖို့ပြောလို့ရမှာဖြစ်ပါတယ်။ဒီအပြင်ကြောက်ကက်ကလေးကိုတိတ်နေမကောင်းဘူးလို့တန်တရားဖြစ်ခဲ့ရင်တော့တခြားလိုအပ်နေတဲ့စစ်စစ်ချက်တို့နဲ့တိုက်ဆိုင်စစ်ဆေးမယ်။လူနာရဲ့ခံစားရတဲ့ဝေဒနာ အတိမ်နဲ့တို့ရေကိုချင့်ချိန်သိရှိပြီးဆိုရင်ဆေးပညာရှင်ကယောဂနည်းနဲ့တက်လို့ပြောနိုင်ပြီ။ဆိုရင်တိကျတဲ့ကုသ ောက်မှုပေးနိုင်မှာဖြစ်ပါတယ်။ဒီအပိုင်းကတော့ကြောက်ကက်ကလေးတို့အတွက် စစ်ဆေးလို့ရတဲ့ blood test နဲ့ urine test တို့အကြောင်းကိုတော်တော်များများပြောခဲ့ပြီးဖြစ်ပါတယ်။နောက်တစ်ပိုင်းမှာတော့ကျန်းမာရေးပညာရှင်ကညွှန်ကြားပြီးတော့ကြောက်ကက်ကလေးတို့အတွက်လိုအပ်လို့ထပ်လို့စစ်ဆေးပြရတဲ့ test တွေကဘာတွေလဲဆိုတာရယ်ဖဲချိန်တွေမှာကြောက်ကက်စစ်ဆေးမှု လုံးတက်လာလဲဆိုတာကိုဆက်လို့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဒီလိုတဲ့အကြောင်းအရာများရှိရင် comment ပေးပြီးဝင်ရောက်ဆွေးနွေးမေးမြန်းလို့ရပါတယ်။ ကောင်းတဲ့အချက်တွေအမိရယူဖို့အမြဲတည်းရကြပါလို့တိုက်တွန်းလိုက်ရပါတယ်နော်။